ညီကိုတို့အနေနဲ့သမင်ရှေတော့ထားခြင်းနဲ့ဘယ်ကနေဘလို့စပြီးတော့စပြီးထားမှမသိဘူးဆိုရင်တော့ဒီဘလိုကနေပဲကျွန်တော်နီလန်လေးတခုကိုမျှဝေပေးချင်ပါတယ်။ဘွားတကယ်လို့အခုမှသမင်ရှေစထားမယ်လို့ဆိုရင်တော့ဒီဘလိုကိုစုံလေးလေးခြေသွားဖို့လိုပါတယ်။ဒီကောအားလုံးဒီကြားတဲ့အတိုင်းပဲကိုကသခင်ရှေကူမဆပြီးတော့ထားမယ်ဆိုရင် ကိုလက်ရှိထားတဲ့ခေပုံစံနေစပြီးထားနိုင်ပါတယ်။ဒရုန်းသတောင်းဆိုလဲဒရုန်းသတောင်း၊စိုက်ပတ်ဘေးကွဲဆိုလဲဘေးကွဲအစားထား၊ slip bag တွေပါညာပေါ့ဗျာ။စသဖြင့်ရှိနေမယ်။ကိုကိုလက်ရှိထားနေတဲ့ခေကနေစပြီးတော့ထားပါ။ပြီးရင်အနေငယ်ရှည်လာတဲ့ချိန်တွေတို့ဘလိုပဲဖြစ်ဖြစ်လေရကွက်ကွဲသွားရဲ။เนาะဒါပရမတူဝါနေစပြီးတော့ရှည်လာမယ်။လေလက်လောက်ရှည်လာမယ်ဆိုရင်လေကွဲကေလောက်စပြီးတော့ဖြစ်သွားမယ်။အလောက်နေမှတန်စီလို့ရရင်နေထားလောက်ဖြစ်သွားမယ်။ အဲ့ဒီမှာကျွန်တော်တို့နောက်တစ်ဆင့်ပဲရောက်မယ်ဆိုဒီရွက်ဖုံးလောက်တဲ့နေသားပဖုံးဖုံးလောက်တွေဆိုနေရနေနဲ့ခက်လိမ့်မယ်ဗျာအဲ့ဒီဆင်းရောက်ရင်တော့ဒီကိုယ်နေနဲ့နည်းသီးခံပြီးတော့ထားမှာပဲအဆင်ပြေလိမ့်မယ်အဲ့ဒီဆင်းကိုကြုံနိုင်ပြီဆိုရင်တော့ဂုံထောက်တွေပါရောက်ပြီဆိုတော့လောကဆုစီလို့ရမယ်နေသားလောက်ရောက်သွားပြီဆိုရင်တော့တော့အဆင်ပြေလာပြီပေါ့နော်အဲ့ဒီကနေပြီးတော့အဲ့ဒီဆင်းကိုရောက်ပြီဆိုရင်တော့ဒီကိုယ်နေနဲ့ အဲလွတ်လွတ်ကျွတ်ကျွတ်တင်းစီစီထောင်းလို့ရပြီပူလာတဲ့ချိန်ဆိုရင်လည်းအမ်ဘီစီးထားတာတို့တင်းထားတာတို့ပြီးကောင်းတဲ့ကုတ်ထားတာတို့အစီအစဉ်လုပ်လို့ရပြီပေါ့နော်ဒါတော့အဆင်ဆင်လေးပေါ့နော်ဘလို့စပင်းပုံစံဘလို့ပြောင်းလဲသွားမလဲဆိုတာလေးပြပြတာဗျအဲကိုလက်ရှိထားနေတဲ့ဒိုကနေစပြီးထားမယ်ဆိုရင်တော့နည်းနည်းရှည်လိုက်အလေကမခွဲကျင်လေသူကအော်တိုတွေလိုက်ပြီးဖွဲသွားမှာပေါ့နော်ဘွားပြီးကောင်းတဲ့ကုတ်ထားတာတွေပါနေလုပ်နိုင်ပါတယ်ဗျအဲ့တော့သပင်ခြေဘလို့စထားအောင်လဲဆိုပြီးတော့စဉ်းစားခန့်နေတယ်သပင်ခြေစထားခြင်းနဲ့ညီကိုတွေအတွက်ကိုကျွန်တော်ညှောက်ပေးခြင်းဖြစ်ပါတယ်ဗျ။ ်ဆင်ပြေမယ်လို့ယုံကြည်ပါတယ်ဒီလို MM လိုက်ပြီးတော့ try ကြည့်ပါဗျ။